တပည့်တော်ရဲ့ဘွဲ့နာမည်ကဓမ္မဒိန်နာဖြစ်ပါတယ်ခင်ဗျာတပည့်တော်ကအသက်68နှစ် ရှိပါပြီခင်ဗျာအင်းတပည့်တော်ဝေဒနာတပည့်တော်အာယုံမြဲလားအာယုံ၆ပါးမြဲလားဆရာတော်ကမ္မထမ်းပေးထားတာပါခင်ဗျာတပည့်တော်ကျမ်းမာရေးမကောင်းလို့ပြန်နေနေမှာပဲကမ္မထမ်းပေးတာဒီနေ့ဆိုတလားတိတိပြေးပါပြီခင်ဗျာအင်းတပည့်တော်အဲ့ပြန်သွားပြီးတော့ဟာဒီကလည်းရုပ်နေတာခင်ဗျာ ပြီးအေးရထဲမှာနှစ်ရက်လောက်ပြီးဟိုဒီခန်းစားနေရတာပါဗျာအဲ့တော့တပီတော့မှဒီအော်ဒီခန်းစားမှုကြီးကိုတပီတော့ငါမှခန်းစားရလိချင်းဆိုတဲ့စိတ်ကြီးနေတပီတော့နေမိတယ်ဗျာတပီအเจ้าကိုလည်းပြန်ချင်းစိတ်တွေပေါက်နေတာဗျာအဲ့တော့အော်အเจ้าကိုလည်းမပြန်နိုင်ဘူးဒီလိုကြီးဖြစ်နေတာပါလားဆိုရဲအတိအတိအတိပြီးတော့တပီတော့စိတ်ထဲမှာဝမ်းနေနေနေတာဗျာအဲ့ အိုးဒါမဟုတ်ပေးဘူးဆရာတော်ကပေးလိုက်တယ်လေအလုံး၆ပါးမြဲလာပေးလိုက်တာပါလားဆိုပြီးတပည့်တော်အတိတတိဝင်းချလာပြီးအမအဲ့ရတဲ့အမတုံးလုံးလေးလဲပြီးဆရာတော်ဒီဆရာတော်ကတပည့်တော်မှားလိုက်ပြီးတယ်ဖေဟာတပည့်တော်တို့တရားဟုတ်တော့တို့တနိုင်ပြောင်းမထိုင်နိုင်ဘူးလို့ဆိုတော့ဆရာလေးတဲ့မထိုင်နဲ့တဲ့တရားမြန်မြန်နာတဲ့နမမြန်နာပြီးတော့ကြတော့တဲ့တရားဟုတ်ပဲရှုမှတ်နေဖို့တဲ့ ဆိုတော့တပည့်တော်အဲ့ဒါလေးကိုသတိရပြီးစက်ကလေးနဲ့တပည့်တော်အနားမှာတရားနာပါတယ်ဖေဟာတရားနာပြီးတော့အိုက်ပါတယ်အယုံ၆ဘွားငဲလားလေးကိုတပည့်တော်ဖွင့်ပြီးအယုံ၆ဘွားနိဗ္ဗာန်သွားလေးကိုဖွင့်ပြီးတော့တပည့်တော်တရားလေးနားနေတာဖေနားနေတော့အော်မျက်စိအကြည်လေးနဲ့အစင်းလေးနဲ့တိုက်လိုက်တာမြင်စိတ်ကလေးမြင်စိတ်ကလေးကိုလေငဲလားလို့မေးတော့တပည့်တော်မမြဲတာဘူးဖေမမြဲတာယူဝဲတွေ့တယ်ဖေ နားအကြည်လေးနဲ့အတန်လေးနဲ့တိုက်လိုက်တဲ့အချိန်မှာလေငဲလာလို့မိတော့မမြင်တာပဲတွေ့တယ်ဗျာဒီလိုပဲတပြီးတော့အယုံ၆ပေါက်အဲ့ဒီတိုင်းပဲရှူရှူသွားတယ်ဗျာတပြီးတော့အဲ့လိုအေးရတဲ့မှာပဲရှူရှူနေရှူရှူနေရင်တန်တန်းနေပြီးတော့တပြီးတော့တိမလူကြီးဖြစ်သွားတာဗျာတိမလူဖြစ်သွားတော့ဟဲဒီလိုသာတည်လို့ရှိရင်မလွယ်သေးဘူးမလွယ်သေးဘူး ကျန်းကိုလည်းမပြင်းရဘူးမပြင်းရောက်ဆိုတော့တပည့်တို့အဲ့စိတ်ကြီးကဆွဲသွားဆွဲနေဟာမဟုတ်သေးဘူးတပည့်တို့တယောက်ကလာပြောတယ်လို့ဆရာတော်ကပြောတယ်လေကိုပြေးထားတဲ့ကမ္မထမ်းနဲ့ကိုသိကြည့်ပါလားလို့ပြောတယ်ဆိုအဲ့လိုတယောက်ကလာပြောတယ်လို့တပည့်တို့မှာခံစားရတယ်ဖေဟာအဲ့နဲ့အော်ဟုတ်သားပဲဆိုပြီးတော့ဒီကမ္မထမ်းနဲ့အဲ့တော့အော်ဒီမမြဲတဲ့အယုံ၆ပါးတွေဟာတဘာဝတရားကြီးပါလားဒီတဘာဝတရားကြီးကိုဘာလို့ကိုကဆွဲကင်နေရတော့အဲ့တော့ဆွဲရင် လောဘဖြစ်မယ်ပေးရင်ဒေါသဖြစ်မယ်အဲ့တော့မပေးမဆွဲမင်းနဲ့တဘာဝကိုတဘာဝအတိုင်းကြီးပါလားဆိုပြီးတော့အဲ့လိုကြီးတပြီးတော့ညာလေးမှာပေါ်လာပါတယ်ဖေဟာပြီးတော့အဲ့နဲ့အော်ပေးရင်ဒေါသဆွဲရင်လောဘမပေးမဆွဲတော့အနတ္တပါဆိုတာလေးကိုလည်းတပြီးတော့သိစီလိုက်ရပါတယ်ဖေဟာတပြီးတော့ခန္ဓာနဲ့တွေ့ပြီးသိစီလိုက်တာပါဖေဟာအဲ့လိုအဲ့ရေကအဲ့လိုဖြစ်ပါတယ်ဖေဟာနောက်ပြီးကြတော့ဒီကနေ့ မဆေးရတော့ရှင်းခုနှစ်နာရီနဲ့ရှင်းနိုင်တရားဟောတယ်ပြတရားဟောတာလို့ပြီးတော့အာယုံဆိုင်ပြီးခန္ဓာနဲ့နာတရားနာညာခန္ဓာဆိုင်ပြီးပြီးတော့နားနေတယ်ဗျာနားနေတော့တပည့်တော်ရဲ့ဒီဒူးကြီးကတော်တော်နားနေတာနားနေတော့အော်ဒူးဒူးဒူးကတော်တော်နားလိုက်တာနားလိုက်တာပြီးတော့ပထမတော့အဲ့လိုဖြစ်တယ်ဗျာနောက်ကျဟောဒူးဆိုတာတင်ညာကြီးပါလားဘာလို့တင်ညာကြီးပေးနေရတော့တင်ညာမပေးနဲ့နင်းတင်ညာမပေးနဲ့ဆိုပြီးတပည့်တော်အဲ့လိုမျိုးတယောက်ကပြောနေသလိုတပည့်တော်ခံစားနေရတယ်ဗျာ ဲ့နဲ့အိုးဒူးอ่ะအဲ့ဟုတ်သားပဲတင်ညာမမဟုတ်တာဓာတ်ကြီးလေးပါဖောက်ပြန်တဲ့သဘောကြီးပါလားဆိုတော့တပည့်တော်တိတိရပါလေဗျာအဲ့ဓာတ်ကြီးလူအကိုမြဲသလားအိုးမြဲမှာမမြဲတာမမြဲတဲ့အရာကြီးကိုဘာလို့တင်ညာတွေပေးနေအောင်ဆိုပြီးတပည့်တော်အဲ့လိုလဲတိတိရပါလေဗျာအဲ့ဒီကနေ့တခါဒီနေ့ခုနိုင်ရနေ10နိုင်ထိုင်နေအချိန်မှာတပည့်တော်နေဝင်လေးတစ်ခလေးကိုနှာခေါင်းလိုပဲတပည့်တော်အာယုံပြုတ်နေမိတယ်ဗျာအဲ့လိုအာယုံပြုတ်နေတာနေပြီးတော့ ဆရာလေးဒေါ်သနာသင်ကြီးကဝိမုတ်တိဘက်ကနေပြောပြစ္ဆုတ်ဘန်တဲတဲ့ကိုရှုပြစ္ဆုတ်ဘန်တဲတဲ့ကိုရှုတဲ့အော်ဇန်လေးကြအဲ့မှာတပည့်တော်တတိပြန်တစ်ချက်ရလာပြီအဲဒီမှာတပည့်တော်ဒီဟိုဟာပေါ့နှလုံးနေရခုံးနေရဖေနှလုံးနေရခုံးနေတော့တပည့်တော်အဲ့ခုံးနေရကိုတတိမထားပဲဒီနှကောင်းရှူလာလေးကိုပဲတပည့်တော်တတိထားနေပြီတော့နောက်မှာဆရာလေးဒေါ်သနာသည်ကအဲပြစ္ဆုတ်ဘန်တဲတဲ့ကိုရှုရယောဂီတို့ဆိုပြီးအဲ့လိုမျိုးတပည့်တော်အဲဟုတ်ပါရော တဲ့အမားတွေလုံနေတာအမားတွေလုံနေတာဆိုပြီးတပြီးတော့အဲ့လိုစိတ်ကလေးကတိတိသွားပြီးတော့ကြာအဲ့မှာနှလုံးခုန်တာလေးကိုတပြီးတော့မြဲလားမြဲလားမြဲလားနဲ့စက်တိုက်စက်တိုက်မြေးပါတယ်ဖေဟာမြေးတော့မမြဲတာကြီးကိုတွေးပြီးတော့တပြီးတော့အဲ့အချိန်မှာခဏတာလေးဟိုပေါ့ဟိုမြေမြေးတာကြီးကိုလည်းတိတဲ့တိရက်တန်ရက်တန်ပြီးသွားတယ်ဖေဟာအဲ့ရနေတခါပြီးတော့သင်္ခါရကဘာပြုတ်လို့ပြန်လုံးဆိုတော့တပြီးတော့ဒီ ဒီအော်နှလုံးခုန်နိုင်ရောအော်ဒါတင်ညာပဲဒါဝါရောတွေတွန်းကန်နေရပဲဆိုတော့တပိတော့တိလက်ရပါတယ်ဖေဟာအဲ့လိုကနေပြီးတခါတေသောတင်ခါတခုပြီးတခုပြန်မမြဲခြင်းတွေကိုပြနေရဖေဟာတပိတော့လည်းအဲ့ဒါကိုဟိုအော်တင်ခါရရတော့ပြပြီတင်ခါရရတော့ပြပြီဆိုပြီးတပိတော့ဆက်ဆက်ပြီးရှုမှတ်တယ်ဖေဟာရှုမှတ်တော့လေဒီတေသောတွေကတခါလာပြန်ရောပြန်အတေသောတခါပြီးပြတော့အာဝေါ်တွေကလာပြန်ရော အဘိုးရီကလည်းလာ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 ပြီးတော့ကြတော့ပထဝီကလာရဖေဟာဒီဓာကြီးလေးပါတခုပြီးတခုတပြီးတော့အစ်မပြက်နှိမ့်ဆက်နေသလိုပဲမမြဲဘူးမမြဲဘူးတပြီးတော့ပြောရတာတောင်ကြတော့မောတောင်လာပါတယ်ဖေဟာမောလာပြီးအဲ့နဲ့ဒီညာလေးကဘာထိုးရင်းပြီးတိလိုက်တုံးဆိုတော့ဟင်းဒီအယုံ၆ပတ်မမြဲတာကြီးကိုဆရာတို့ကပြောပြောထားတာကိုဘာလို့ဟိုပါပြူတာတော့ဟိုဘာလို့ပညာပက်တီဆွဲရှင်အောင်ဆွဲရှင်အောင်ဆို ဲ့လိုတပီတော့ပြန်ပြန်ပြီးတော့ဟိုဟာတတိလေးနဲ့ပြန်ပြန်ကတ်ပြီးတော့မမြဲတာကြီးကိုပဲတပီတော့ဒီဓာကြီးလေးပါမမြဲမှုလေးတွေကတပီတော့ရှုမှတ်နေပါတယ်ဖေ။အဲ့မှာပထဝီဓာကြီးကအတုံးခဲအဆိုင်ခဲကြီးဖြစ်ဖြစ်သွားတယ်ဖေ။ဖြစ်သွားတဲ့အခါမှာအော်ဓာကြီးလေးမမြဲပါမြဲလားမြဲလားလို့တပီတော့မေးမိပါတယ်ဖေ။မေးတဲ့အချိန်မှာမမြဲဘူးဆိုတာမမြဲဘူးမမြဲဘူးလို့မေးမေးမေးနေစက်တိုက်မေးတယ်ဖေ။စက်တိုက်မေးတဲ့အချိန်မှာလည်း သူအဲ့အတုံးခေးကဘဝကနဲ့ဆိုကိုဟာကိုဟဲ့သွားပြီးတော့လေအစိမ့်စိမ့်အမွားမွားလေးဖြစ်သွားတာဖေ။အစိမ့်စိမ့်အမွားမွားလေးလည်းဖြစ်သွားရောအဲဘလူပါလေးထူးဆန်းလိုက်တာထူးဆန်းလိုက်တာဆိုပြီးတပြီးတော့အဲ့လိုမျိုးလိုက်ပြီးတော့အဲ့ဒါလေးကိုပဲမြဲလားမြဲလားမြဲလားနဲ့ပြီးတော့တခါအမုံအမွားလေးဖြစ်သွားပါတယ်ဖေ။တပြီးတော့အဲ့တော့သင်္ခါရတွေပြုလုပ်တာကိုလည်းကြောက်ကြောက်လာပါပြီဖေ။တပြီးတော့ဒီခဏကြီးကိုလည်း တပီတော့လက်ကြီးရနေတယ်ကန်နိုင်ဘူးလေတပီတော့လူချင်းစိတ်မရှိပါဘူးဗျာတပီတော့ဝိပါကဝင်ကြီးကိုလည်းကြောက်လည်းအောင်ပါဗျာတပီတော့အားကြောင့်ဆရာတော်တပီတော့တရားလေးရှောက်ရတာပါဗျာဘာလို့မလို့ခြင်းလဲဗျာဘာလို့မလို့ခြင်းတာတော့တပီတော့ဒီမမြဲတာကြီးကိုတပီတော့ မြန်ထဲမှာမြင်းပြီးတိပြီးရောကြတော့လူချင်းစိတ်တွေမရှိတော့တာပါဗျာဒီပုံမှာပယ်လို့လည်းမရဆွဲလို့လည်းမရပယ်ရင်ဒေါသဆွဲရင်လောဘမပင်မဆွဲတော့ကြအတိရဲ့တိစိတ်ကလေးကမေကညာလေးပါလားဆိုရတယ်။နောက်ကျတဘာဝတရားကြီးရလဲတဘာဝအတိုင်းဖြစ်ပြီးပြက်လိုက်ပြက်လိုက်ပြက်လိုက်ဆိုရလဲပြီးလိုက်ရပါတယ်ဖေ။ဒီတဘာဝတရားကြီးရတပြည့်အဲ့နဲ့ပြန်ပြီးဆက်ပြီးတော့တပြည့်ကျန်လို့ပါဖေ။ဆက်ပြီးတော့တပြည့်ဒီတဘာဝတရားကြီးကိုဆက်ပြီးတော့တုံးတက်ပြီးဟိုပါဆရာတော်ပြက်လို့ ဘာပဲဖြစ်ဖြစ်ချဲ့ကြည့်လဲရတယ်ချဲ့ရင်သမုတ်တရားချုပ်ရင်အနဖားဆိုပြီးဒီပြောချဲ့ကြည့်တယ်ဖေ။အော်တုံးက32ကုတ္တရကြီးကိုချဲ့ကြည့်တော့လေသဘာဝတရားကြီးပဲပြီးပါတယ်သဘာဝအဲ့32ကုတ္တရသဘာဝတကယ်လည်းမြဲလားလို့မိတော့လေမမြဲပါဘူးဖေ။အမေတို့ဒီပြောဆက်ကြဝလာကြီးတစ်ခုလုံးကိုလည်းဒီပြောမြဲချဲ့ကြည့်ပြီးတော့မြဲလားလို့မိတော့လေဆက်ကြဝလာကြီးတစ်ခုလုံးကလည်းဒီသဘာဝဆက်ကြဝလာတစ်ခုလုံးကလည်းမမြဲတာကြီးပဲတွေ့ရပါတယ်ဖေ။ တက်မဲ့တဘာဝတွေကလည်းမမြဲသလိုတက်ရှိတဘာဝတွေကလည်းမမြဲတာကြီးကိုပဲတပည့်တော်တွေ့တွေ့နေရပါတယ်ဗျာတပည့်တော်အဲ့နဲ့နော်ဒီတဘာဝတရားကြီးကပယ်လို့လည်းမရပါလားပယ်ရင်ဒေါသဆွဲရင်လောဘဆိုတာကိုတပည့်တော်သိလိုက်ပါတယ်ဗျာမပယ်မဆွဲတော့အနတ္တဆိုတာကြီးကိုလည်းသိလိုက်ပါပြီဒီမမြဲတဲ့တရားကြီးကိုလည်းသိလိုက်တော့အော်အဲ့ဒါအနိစ္စကြီးပါလားရရတဲ့ခန္ဓာကြီးကလည်းဒုက္ခခန္ဓာကြီးပါလား သဘောတိုင်ဖြစ်ပေါ်လာတဲ့သဘာဝတရားတွေဖြစ်ပေါ်လာတာရဲ့အနတ္တပါလားလို့လည်းတပြီးတော့အဲ့လိုသိလိုက်ရပါတယ်ခင်ဗျာအဲ့လိုသိတော့လောကကြီးဘယ်လိုမြင်သွားလဲလောကကြီးတစ်ခုလုံးကလည်းသဘာဝတရားတွေဖြစ်နေလို့သူကလည်းမမြဲခြင်းတရားတွေလည်းဖြစ်ပါတယ်ခင်ဗျာပယ်လို့လည်းမရပါဘူးခင်ဗျာဆွဲလို့လည်းမရပါဘူးခင်ဗျာမပယ်မဆွဲတော့အနတ္တမေဃဉဏ်ဖြစ်ပါတယ်ခင်ဗျာမေဃဆိုတာမေခင်၈ပါးကိုပြောပါတယ်ခင်ဗျာမေခင်၈ပါးကိုအတူထုတ်ရရင်သီလတမာတိပညာဖြစ်ပါတယ်ခင်ဗျာ အာတကယ်သိတာလားတကယ်သိတာပါဖေ။အဲတကယ်သိအခုဖြစ်ဖြစ်တဲ့သင်္ခါရတရားတွေပေါ်မှာဘယ်လိုမြင်လဲဖြစ်ဖြစ်တဲ့သင်္ခါရတရားတွေပေါ်မှာတပိတော့မှာအခုရောဘယ်လိုဖြစ်တယ်လဲချစ်တာမုန်းတာမရှိပါဘူးဖေ။ဘာလို့တော့မုန်းမချစ်တော့တာလဲသူကတဘာဝတရားကြီးရတဘာဝအတိုင်းပြည့်စည်ပြည့်ပြည့်နေတာမင်းကြီးတဘာဝသူကသူဖြစ်စည်နေတာအခုမုန်းနေတာလေလားမပါတော့ပါဖေ။ဘာလို့မုန်းတာကျွန်တော်ကခုနကအရင်တော့မုန်းတာအရင်တော့မုန်းတာကြတော့တပိတော့ဒီခန္ဓာကြီးကို သေးရမယ်အော်လေကြောက်ပါရဲ့ဖေဟာပြန်ပြန်ဖြစ်မှာကြောက်တာပြန်ဖြစ်မှာကြောက်တာပါဒီမှာကြောက်တာမဟုတ်ပြန်ဖြစ်မှာကြောက်တာဒီမှာပြန်မပြောတတ်ဘူးနော်အဓိပ္ပာယ်မတူဘူးဒီမှာကြောက်ရမှာမရှိဘူးအဲ့တခါနာပြန်ရမှာကြောက်တာဒီမှာတူအဲ့ဒါမပြောတတ်ဘူးဟုတ်ပြီ30တဘုံဘယ်ဘုံနေနေလဲဖေဟာ30ဘုံဘယ်ဘုံတို့ဘယ်ဌာနတွေလိုချင်လဲဘယ်ဌာနမှမလိုချင်ပါဘူးဗျာဟုတ်ပါဘူးအောင်မမြဲတဲ့အာကြီးဒီကဝိပါကဝိကြီးကိုမလိုချင်ပါဘူးစားနေရတာဒုက္ခလားဒုက္ခလားဗျာ စားနေရတာဒုက္ခလားဒုက္ခလားစားနေရတာစားနေရတယ်ဒုက္ခပါဗျာတပည့်တော့အသွမ်းမရှိတော့ဥပ္ပိဒုက္ခရောက်ပါတယ်ဗျာသွားမရှိလို့သွားရှိရင်အံပုံလေးနဲ့ထက်ဝါအောင်မဝါပါဗျာအံပုံလေးကအပေါ်မှာလုတ်ပြီးပါပြီဗျာအောက်မှာဒါပေမဲ့ဝါလို့လည်းမရပါဘူးဒီဒုက္ခကိုဒုက္ခမှပိုင်ပိုင်နိုင်နိုင်သိသွားလို့ပါဗျာဟုတ်ဒုက္ခဘလို့မအောင်ဒုက္ခလို့သိရတယ်စားရအောင်စားတော့စားတော့ဘာလို့ဒုက္ခလို့မြင်တာလဲသာဒုက္ခဆိုတာဒီမမြဲတဲ့ခန္ဓာကြီးမှာဒီလိုတွေဟလာဖြစ်လိုက်ပြစ်လိုက်ဖြစ်လိုက်ပြစ်လိုက်နဲ့ဖြစ်ပေါ်နေတာကြီးကိုသိပြီးတော့တပြီးတော့အဲ့ဒါကို အဲ့ဒါကြောင့်မို့လို့ဒုက္ခလို့ပြောတာပါဗျာဟုတ်ပါတော့အရင်ကအတိတွေနဲ့အခုတိတွေနဲ့ဘာတွေပွာချသွားလဲအရင်ကအတိကတော့အိုးဒီဟာအခုဒီသွားဖြစ်တယ်ဆိုအိုးဒါလေးဒီသွားလေးကိုအတိဆိုင်နိုင်ရင်ကောင်းမယ်ဆိုပြီးတော့အဲ့လိုအတိတိတာပါဗျာဒီပြန်ပြီးအကောင်းဆိုပြီးတော့ဒီပြီးတော့လူကျင်နဲ့ဆွဲတဲ့အစိတ်ကလေးဖြစ်ပါတယ်ဗျာအခုတော့မဖြစ်ပါဘူးဗျာဆွဲလို့လည်းမရပဲလို့လည်းမရဘူးဆိုတာလေးကိုတိသွားပါတယ်ဗျာဟုတ်ပါပြီနော် အခုတင်ရောပဲလေးဘုံငယ်ရှစ်တက်ကြနိုင်သေးလားကြားနိုင်တော့ပါဘူးခင်ဗျာဘသူအမခံပြီးနိုင်တယ်တပည့်တို့တပည့်တို့ကအခုအာယုံ၆ပါးမြဲလားဆိုတော့တရားကိုအာမခံတာပါခင်ဗျာဟုတ်ပြီအခုတေမတက်ခံစားတဲ့ဝေဒနာကိုဘယ်လိုရှုပြီးတော့အပင်မကြောက်အောင်ဘယ်လိုတေမလဲတေပြပေးပါဦးဒီတေမတက်ခံစားရတဲ့အချိန်မှာဩအာယုံ၆ပါးကိုတပည့်တို့ရှုခွတ်ရှုမှာပါခင်ဗျာရှုတဲ့အချိန်ခါမှာဩဒီတက်ကြီးလေးပါလေမမြဲပါလားမမြဲပါလားမမြဲပါလား ဒီလိုမမြင်တဲ့ဟာကြီးကိုခန်းစားနေခန်းစားမှလားမခန်းစားအဲ့ပုံမှာပယ်လို့လည်းမရဘူးဆွဲလို့လားပယ်ရင်ဒေါသဆွဲရင်လောဘဖြစ်ပြီးတော့မပင်မဆွဲတဲ့မိခဆိုတဲ့စိတ်ဉဏ်လေးကိုနှလုံးသွေးပြီးသေးပါမဖေ။အင်းဟုတ်ပါပြီနော်အလုံးတာရုခေါ်ပြပါဦး။တာ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 တပည့်တော်ရောက်ပြည့်အစီဖြစ်။ရှေ့ရောပြောင်းတော်ကြီးစုတင်ပါရဲ့ဗျာ။ တပီတော့မသိခင်နေ့မှာဒီတရားတွေရသွားလို့ပါဗျာတပီတော့အခုလို့ငိုရတာဝမ်းသာလို့လို့ပါဗျာတပီတော့အသေးရဆိုရင်တေဝနီးနေပါပြီဖေဟာတေဝနီးနာမအစင်းသေးလောက်တာနော်တင်ပါဖေဟာတင်ပါရပြီကြောင်းမယ်နော်ကမ္မတာ